ားလုံးဝမင်္ဂလာပါခင်ဗျာအစ္စရေးနဲ့အီရန်ကြားစစ်ချိန်မြင့်တက်လာနေပါတယ်ဇွန်လ12ရက်နေ့မှာအစ္စရေးကအီရန်ကို Rising Lion နိုးထလာတဲ့ခြင်သစ်စစ်စင်ရင်နာမည်နဲ့အပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့စစ်ဖက်ခေါင်းဆောင်တွေတိုက်ဆုံခဲ့လို့နျူကလ িয়ার အဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်အီရန်ကလည်းအစ္စရေးနိုင်ငံတွေကိုဒုံးကျည်တွေနဲ့တိုက်တိုက်ပစ်ခတ်ပြီးလက်တုံ့ပြန်ခဲ့ပါတယ်အီရန်ရဲ့တိုက်ခိုက်မှုကြောင့်အစ္စရေးနိုင်ငံရဲ့အလဲပိုင်းကဒါအားဖြင့်ဆက်ယုံပျက်စီးခဲ့ပါတယ် CNN သတင်းဌာနရဲ့ထုတ်ပြန်ချက်အရအီရန်အရသားပြည်သူ224ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီပြည်ပကကအရှေ့လက်ပိုင်းဒေသကိုစစ်ပွဲတွေတွန်းပို့ခဲ့တာကြောင့်ကမ္ဘာတဝန်းစိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ဇွန်လ14ရက်နေ့မှာ BBC သတင်းဌာနကမေးခွန်းတစ်ခုခေါင်းစဉ်တင်ခဲ့ပါတယ်။ Israel နဲ့ Iran စစ်ပွဲရဲ့အဆိုးရွားဆုံးအခင်းအကျင်းကဘာဖြစ်မလဲ BBC သတင်းဌာနကဒီခေါင်းစဉ်နဲ့ဆွေးနွေးရမှာဖြစ်နိုင်ခြေရှိတဲ့အခြေအနေ၅ခုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အခြေအနေတစ်ခုချင်းစီမှာတစ်ပါလုံးရိုက်ခတ်လာမဲ့ပြင်းထန်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ ပထမဆုံးအခင်းချင်းကအစ္စရေးအီရန်စစ်ပွဲမှာအမေရိကန်ပါဝင်လာနိုင်တဲ့အခြေအနေပါဣသရေလကနေဦးတိုက်ခိုက်မှုတွေမှာအမေရိကန်ကဘယ်ခန်းကဏ္ဍကနေမပါဝင်ဘူးလို့ညှင်းဆို့ထားပေမဲ့အမေရိကန်ပါဝင်လာနိုင်တယ်ဆိုတဲ့အစိုးရပူပန်မှုတွေရှိနေပါတယ်။ဣသရေလအီရန်ကိုတိုက်ခိုက်နေတဲ့နိုင်ပိုင်းကြောင်မှာအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကအီရန်ကိုတိုက်ခိုက်တဲ့စစ်ပွဲမှာကျွန်တော်တို့မပါဝင်ပါဘူး။ကျွန်တော်တို့ရဲ့ပထမဦးစားပေးကအမေရိကန်တပ်ဖွဲ့တွေကိုကာကွယ်ဖို့ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်အမှုထမ်းတွေကိုပြတ်မှတ်ထားမတိုက်ခိုက်ဖို့ မာကိုရူဘီယိုကသတိပေးခဲ့တာကြောင့်ဝါရှင်တန်အနေနဲ့စစ်ပွဲမှာလက်ဆောင်ကျင်းနေဆိုတာကိုပြသနေပါတယ်ဒီလိုအာမခက်ညက်တွေရှိနေပေမဲ့အမေရိကန်ကအစ္စရေးကိုကာလာကြာရှည်ကလေးကထောက်ပံ့ကူညီခဲ့တာဖြစ်တာကြောင့်အခုစစ်စင်ရေးမှာဂျာယာဘာဖြစ်အမေရိကန်ပါဝင်နေတယ်လို့အီရန်နိုင်ငံပိုင်မီဒီယာကစွပ်စွဲပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအစ္စရေးရဲ့တိုက်ခိုက်မှုမတိုင်ခင်မစတင်ခင်လေးမှာစိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်အီရန်နဲ့နျူကလ িয়ার သမောတူညီချက်ကဖြစ်လာနိုင်တာကြောင့်အစ္စရေးအနေနဲ့စစ်ရေးနည်းနဲ့မတိုက်ခတ်ခင်မှာ ဆောင်ဆိုင်တင်တယ်လို့လက်ရှိအီရန်ရဲ့နျူကလ িয়ার ညှိနှိုင်းဆွေးနွေးနေမှုကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံမှာအမေရိကန်ရဲသားတွေရှိနေရကြောင်းအခြေအနေကပုံမိုရှုပ်ထွေးသွားပါတယ်။ Grey Group ကယ်ဆယ်ရေးအဖွဲ့နဲ့ Project Dynamo တို့လိုစစ်မှုတန်းဟောင်းတွေဦးဆောင်တဲ့အဖွဲ့အစည်းတွေကအမေရိကန်နိုင်ငံသားတွေကိုဘေးလွတ်ရာပြောင်းရွှေ့ဖို့လှုံ့ဆော်နေရလို့ဇွန်လ23ရက်နေ့ Fox News သတင်းကထုတ်ပြန်ပါတယ်။အီရန်ဒုံးကျည်ဒုံးမုတ် drone တွေနဲ့တိုက်ခိုက်မှုကြောင့်အမေရိကန်နိုင်ငံသားတအူးထိခိုက်ဒဏ်ရာရခဲ့ရင်အမေရိကန်စစ်ပွဲတွေဝင်ပါဖို့များလာပါလိမ့်မယ်။ ်အမေရိကန်ကလက်ရှိအစ္စရေးအီရန်စစ်ပွဲထဲမှာအခုချိန်ထိမပါဝင်သေးဘူးလို့ထရန့်ကထက်လောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ပါဝင်လာနိုင်တဲ့အခြေအနေလည်းရှိလာနိုင်တယ်လို့ထရန့်ကပြောပါတယ်။အမေရိကန်ပါဝင်လာရင်တော့ဒီပြည်ပကကဒေတာရင်းစစ်ပွဲကနေတစ်ခါလုံးကိုရိုက်ခက်လာနိုင်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ညာ။ဒါပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါဦးညာ။မြို့တိုင်းသတင်းဌာနရဲ့ထုတ်ပြန်ချက်အရ အစ္စရေးကအမေရိကန်ဝင်ပါမဲ့အခြေအနေကိုမျှော်လင့်နေရလဲဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့အတိတ်ကာလကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုအစ္စရေးကရပ်တန့်ဖို့စီစဉ်ခဲ့တာတွေဟာအမေရိကန်ရဲ့စီရေးကူညီပေါ်မှာမိကိုခဲ့တာကြောင့်ဖြစ်ပါတယ်။အမေရိကန်မပါဝင်ခဲ့ရင်တော့ပြည်ပကကကျေပြန့်လာနိုင်ပါတယ်။အီရန်က၎င်းရဲ့တိုက်ခိုက်မှုတွေကိုဥတီယာပြောင်းလာရင် Saudi Arabia နဲ့ UAE တို့လိုပင်လယ်ကွေ့နိုင်ငံတွေလည်းစစ်ပွဲတွေပါဝင်လာနိုင်တယ်လို့ BBC သတင်းဌာနကသတိပေးပါတယ်။အတိတ်ကာလကအဲ့ဒီပင်လယ်ကွေ့နိုင်ငံတွေကိုအီရန်ရဲ့လက်ဝဲကန်တပ်တွေက တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပါတယ်။ပင်လယ်ကွေ့နိုင်ငံတချို့ကအစ္စရေးရဲ့စစ်စင်ရေးကိုတိတ်တိတ်ထောက်ခံနေမှုကြောင့်အခြေအနေပိုဆိုးပြီးဒေတာတွင်းတင်းမာမှုအရှိန်မြင့်လာနိုင်ပါတယ်။လန်ဒန်ခြေဆိုင်တင်းထရန်အဖွဲ့ရဲ့အရှိလေပိုင်းနဲ့မြောက်အာဖရိကပရိုဂရမ်မှာရိုက်တာဆာနန်ဗာဂီကပင်လယ်ကွေ့နိုင်ငံတွေကကြောက်ဆောင်တဲ့မာကျောတဲ့နေရာတစ်ခုကြားမှာပိတ်မိနေပြီလို့ပြောကြားခဲ့ပါတယ်။ပင်လယ်ကွေ့နိုင်ငံတချို့ကအီရန်ထိနာသွားတာကိုတိတ်တိတ်ထောက်ခံပေမဲ့တစ်ဖက်မှာလည်း၎င်းတို့စစ်သည်ပါဝင်လာပြီး ပရိပခကျေပြန့်လာရင်ပြင်မှတ်ထားတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေကြပါတယ်။ဒါကြောင့်ဘလို့တုတ်ပြန်ရမလဲဆိုတာကိုသတိကြီးကြီးထားနေကြပါတယ်။ Sorry အာရိပြနိုင်ငံကတော့စစ်ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့ရည်တည်ချက်ကိုတေချာဂယူဆိုင်လှုံရှားနေပါတယ်။ Israel ကအီရန်ကိုတိုက်ခိုက်ပြီးနိုင်ပိုင်းကြာမှာပဲ။ Sorry နိုင်ငံသားကြီးဝင်ကြီးက Twitter ပေါ်မှာ Israel ရဲ့တိုက်ခိုက်မှုကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။ Israel ဟာအီရန်ကိုဗျောင်ကျူးကျော်ရန်စတိုက်ခိုက်တာဖြစ်ပြီးနိုင်ငံကဥပဒေကိုချိုးပေါက်တာလို့ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အစ္စရေးကိုစစ်ရေးတိုက်ခိုက်မှုတွေရက်အောင်အရေးယူပေးဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုတိုက်တွန်းခဲ့ပါတယ်။ဆော်ဒီအာရေဗျားလိုပင်လယ်ကွေ့နိုင်ငံတွေကအစ္စရေးကိုအများသူငါရှိမှပြစ်တင်ရှုတ်ချနေပေမဲ့ဆော်ဒီမှာစစ်ပွဲနဲ့ပတ်သက်ပြီးရှုတ်ထွေးတဲ့ခံစားချက်တွေရှိနေနိုင်ပါတယ်။ဆော်ဒီကအီရန်ကိုဗျောင်ဝေပန်ပေမဲ့စိတ်ထဲမှာအီရန်အားနည်းသွားတာကိုသဘောကျနေနိုင်တယ်လို့မေဂန်လိုမာမိတ်နိုင်ငံတွေရဲ့ဖိအားကိုလည်းခံစားနေရနိုင်ပါတယ်။ကာပိုတင်ထရန့်အဖွဲ့မှကျွမ်းကျင်သူစီဘက်ရှန်ဆန်းကဆော်ဒီအာရေဗျားကမကြသေးခင်ကနှစ်များတွင် ဒေတာတွေမှာတင်းမာမှုရောကြအောင်လှုံ့ဆော်ခဲ့တယ်လို့ DW သတင်းဌာနကိုပြောပါတယ်။ဒါပေမဲ့ sorry ဘရင်နိုင်ငံကအထူးသဖြင့်၎င်းရဲ့မြေပေါ်မှာအမေရိကန်တပ်တွေတက်ဆွဲထားကြတဲ့ကလက်တော့ပြန်ခံရမှာကိုစိုးရိမ်နေပါတယ်။ပင်လယ်ကွေ့နိုင်ငံတချို့က2024ခုနှစ်က EIA ဒုံးကျည်တိုက်ခိုက်မှုကိုအစ္စရေးကာကွယ်နိုင်မှုအတွက် PPE ကူညီနိုင်ခဲ့တယ်လို့ BBC ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထောက်ပံ့ကူညီမှုကြောင့်အီရန်က၎င်းတို့ကိုပြင်ပအဖြစ်မြင်သွားနိုင်ပါတယ်။အီရန်ကအမေရိကန်စစ်ခြေစိုက်စခန်းသို့မဟုတ် မေဂန်ရဲ့မာမိတ်နိုင်ငံတစ်ခုခုကိုတိုက်ခိုက်လာရင်ဒေတာရင်းစစ်ပွဲကြီးမားလာပြီးမေဂန်တိုက်ရိုက်ဝင်ပါလာနိုင်ပါတယ်။အစ္စရေးရဲ့စစ်စင်ရေးမှာရေးကြီးတဲ့ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ IAEA နျူကလ িয়ার စွမ်းရည်တွေကိုဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်။အစ္စရေးက၎င်းမှာနျူကလ িয়ার လက်နက်ရှိကြောင်းဘယ်တော့မှတရားဝင်အတည်ပြုပြောကြားထားတာမရှိပေမဲ့ကျွမ်းကျင်သူအများစုကရှိတယ်လို့ယူဆထားပါတယ်။ဒါကြောင့်ဒေတာတွေမှာတခြားနိုင်ငံတွေထက်မာဗျူအလွှမ်းမိုးမှုပိုရှိနေတာဖြစ်ပါတယ်။တကယ်လို့အီရန်ကနျူကလ িয়ার လက်နက်တိစောက်ရေးအောင်မြင်ခဲ့ရင် အစ္စရေးရဲ့ဒေတာတွင်လွှမ်းမိုးနိုင်မှုကကွယ်ပြောက်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့နှစ်နိုင်ငံလုံးမှာအင်အားပြင်းလက်နက်တွေအတူတူရှိလာမှာမလို့ဖြစ်ပါတယ်။အစ္စရေးရဲ့ Rising Lion စစ်စေးမှာ EA နျူကလ িয়ার အဆောက်အုံ၃ခုကိုပြင်ပထားတိုက်ခိုက်ခဲ့ပါတယ်။ Natanz, Fordo နဲ့ Isfahan တို့ဖြစ်ပါတယ်။နျူကလ িয়ার အဆောက်အုံနှစ်ခုထက်မနည်းအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ CNN ကထုတ်ပြန်ပါတယ်။ဒါပေမဲ့ EA နျူကလ িয়ার စီစဉ်ရပ်တန့်သွားရင်လည်းຢາຢູ່ເພິ່ນເລີຍເມລູຫນັງແງງະກະອຈັດແດ່ພຽຊິນຍີ ICG ອຶເພ່ມາຈ້ວງຈິນດູອະລີບາ S ກະບອກວ່າແດ່ အီရန်နျူကလ িয়ার စီစဉ်ရဲ့စိတ်ပိုင်းတွေထိခိုက်ပျက်စီးခဲ့ရင်တောင်အီရန်မှာသိပ္ပံပညာအသိဗဟုသုတနဲ့နျူကလ িয়ার လက်နက်တိစောက်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာတွေရှိနေသေးပဲလို့၎င်းကဆိုပါတယ်ဒီလိုဆိုရင်ရေးကြီးတဲ့မေးခွန်းတစ်ခုရှိလာပါတယ်တကယ်လို့တန်တမာရေးအထောက်ဂျိုးပန်းမှုတွေကြာရှုံးပြီးအီရန်ကနျူကလ িয়ার လက်နက်ကိုအမြန်ရရှိအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့ရင်အစ္စရေးနဲ့အမေရိကန်ကအီရန်ကိုရပ်တန့်ဖို့အတွက်စီးရင်းနည်းနဲ့ထပ်မံတိုက်ခိုက်မလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်အီရန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အောင်မြင်ခဲ့ရင် ဘယ်သူမှအလိုမရှိတဲ့ data တွင်နျူကလ িয়ার လက်နက်စစ်ပွဲကြီးဖြစ်လာနိုင်ပါတယ်။ EN နျူကလ িয়ার လက်နက်ပိုင်ဆိုင်လာနိုင်တဲ့အခြေအနေကတကယ်စိုးရိမ်စရာကောင်းပါတယ်။ဒါပေမဲ့ NA ကဒီတခုတည်းမဟုတ်ပါဘူး။ BBC ကတွက်ချက်ခံမှန်းတဲ့၄ခုမြောက်အစိုးရဆုံးအခင်းချင်းမှာ Israel နဲ့ Iran ကြားစစ်ပွဲကကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကျပ်တဲကိုဥတီသွားနိုင်ပါတယ်။စီးပွားရေးအကျပ်တဲဆက်ကဲ့မဲ့သတိပေးလက္ခဏာတွေကတော့ပြသနေပြီဖြစ်ပါတယ်။ဇွန်လ23ရက်နေ့ညနေပိုင်းမှာရင်းနှီးသည့်9ရာခိုင်နှုန်းအထိခုန်တက်သွားပါတယ်။ကမ္ဘာရင်းနှီးသည့်ဇင်းနှုန်းက10ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာယင်းနန်တစီကိုမေဂန်ဒေါ်လာ8495လောက်နဲ့တည်ငြိမ်သွားပါတယ်။ယင်းနန်စီကအမြင့်ဆုံးအဆင့်ထိကျမသွားပေမဲ့လက်ရှိအခြေအနေကအနည်းရရှိနေသေးဖြစ်ပြီးစီးပွားရေးအကျပ်တဲစိုက်သွားနိုင်ပါတယ်။ယင်းနန်စီမြင့်တက်မှုကြောင့်ငွေကြေးဖောင်းပွားမှုအလောက်ကံမရှိမှုတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိသလောက်ဖြစ်သွားနိုင်ပါတယ်။ BCA သုတေသနဌာနရဲ့ပရဝီနိုင်ငံရေးလေးလာသုံးသက်သူမတ်ဂတ်ကန်ကကျွန်တော်တို့တွေဒီလိုစဖြစ်လာတာကိုမြင်နေရပြီလို့ဇွန်လ14ရက်နေ့က Guardian သတင်းဌာနကိုပြောပါတယ် တကယ်လို့အီရန်ကလက်တော့ပြန်ပြီးအမေရိကန်ကကြားဝင်ရင်ဒေတာရင်းရေနဲ့ရောင်းချမှုထိခဲ့ပြီးယီနန်စိနှစ်ဆမြင့်တက်လာနိုင်တယ်လို့၎င်းကပြောပါတယ်ဒီလိုအခင်းချင်းဖြစ်ပေါ်လာနိုင်မှုကခံမှန်းချေအပြင်45ရာခိုင်နှုန်းရှိနေပါတယ်ဒီကိစ္စကတစ်ပါလုံးကိုရိုက်ခဲလာပါလိမ့်မယ်ဂတ်ကန်ကဒီလိုစီးပွားရှော့မျိုးကဥရောပနဲ့တရုတ်ရဲ့စီးပွားရေးကိုထိခိုက်စေပြီးရုရှားတို့အကျိုးကျေးဇူးဖြစ်စေလိမ့်မယ်လို့ဂတ်ကန်ကမှတ်ချက်ပေးပြောကြားခဲ့ပါတယ်ရုရှားရေနံပေါ်ဝယ်လို့အားတိုးလာမှာဖြစ်ပါတယ်နောက်နိုင်ငံတွေကအရှိလက်ပိုင်းကိုအာယုံစိုက်မှုပြောင်းသွားချိန်မှာ ဗလာဒီမာပူတင်ကဒီအခြေအနေကိုအမျက်ထုတ်ပြီးယူကရိန်းမှာ၎င်းရဲ့ရည်တည်ချက်အနေအထားကိုအင်အားတောင့်တအောင်လှုံ့ဆော်နိုင်ပါတယ်ဒီထက်ပိုဆိုးတာကအီရန်ကဟူတီတပုံးတွေကိုပင်လယ်ရင်ထဲမှာတိုက်ခိုက်မှုတွေပြန်လည်စတင်ဖို့အားပေးတိုက်တွန်းလာရင်ကမ္ဘာကုန်သွယ်ရေးထိခိုက်နိုင်ပါတယ်2024ခုနှစ်ဟူတီတပုံးတွေရဲ့တိုက်ခိုက်မှုကိုပြန်ကြည့်ရင်ကွန်တိန်နာသင်္ဘောတွေကစုဝက်တူးများကိုရှောင်ပေါင်းပြီးဒီထက်ပိုရှည်လျားတဲ့လမ်းကသွာလာခဲ့ရတာကြောင့်အကုန်ကျပူများပါတယ်စုဝက်တူးများကနေသင်္ဘောသွာလာရောင်းနေလာတာကြောင့် အီဂျစ်နိုင်ငံကအခွန်ငွေအမေရိကန်ဒေါ်လာ6ဘီလီယံဆုံးရှုံးခဲ့ပါတယ်။နောက်ထပ်ဖြစ်လာနိုင်တဲ့ရာလက်ကအီရန်ဆိုးရပြုတ်ကျသွားတာပါပဲ။ရုတ်တရက်ကြီးလိုက်ရင်ဒါအစ္စရေးအတွက်အောင်ပွဲတစ်ခုလိုမှတ်ယူနိုင်ပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ချင်းချောက်မှုနဲ့ကမ္ဘာကြီးနဲ့ရောင်းချမှုပေါ်အဓိကချင်းချောက်နေတာကိုဖယ်ရှားနိုင်ပြီဖြစ်လို့အစ္စရေးရဲ့အောင်ပွဲလိုဆိုနိုင်ပါတယ်။ဒါပေမဲ့အီရန်နိုင်ငံမှာဆဒန်ဟူစိန်ခေအလွန်သို့မဟုတ်ဒီပြားမှာဂရာဗီခေအလွန်ဖြစ်ပျက်ခဲ့တာတွေနဲ့အလားတူပုံစံမျိုးအီရန်မှာလည်းအုပ်ချုပ်သူကင်းမဲ့နေနိုင်ပါတယ်။ ီအခြေအနေပေါ်မှာဩဇာလွန်မိုးနိုင်ရေးအတွက်ဒေတာတွေနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကရာဝင်ဖြည့်ချင်းတာသို့မဟုတ်ရှင်ပြိုင်နာတွေရှိလာနိုင်ပါတယ်။ရုရှားနဲ့တရုတ်ကမတည်ငြိမ်တဲ့အီရန်မှာဩဇာဖြန့်ကျက်ထားနိုင်မဲ့အခွင့်အလမ်းတွေ့သွားနိုင်ပါတယ်။ဒီချိန်ထဲမှာခနဲ့ဘာလော့တို့လိုတိုင်းရင်းသားအဖွဲ့တွေကကိုပိုင်အုပ်ချုပ်권သို့မဟုတ်လွတ်လပ်ရေးအတွက်တွန်းအားပေးလှုံ့ဆော်လာနိုင်ပါတယ်။ခအဖွဲ့တွေကအီရန်ကိုဘာသာရေးကိုအခြေမခံပဲဘူချုပ်ကံမှုနဲတဲ့နိုင်ငံဖြစ်စေခြင်းပြီးဘာလော့တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေကအချိန်တော်ကြာကလေးကအီရန်ကနေ လွတ်လပ်ရေးသို့မဟုတ်ခွဲထွက်ခြင်းကိုတောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။အီရန်ဆိုရပြုတ်ကြရင်အရှိလေပိုင်းဒေသတိတိတတ်တာပြောင်းလဲသွားနိုင်ပြီးရန်လိုတဲ့အင်အားစုတွေသို့မဟုတ်နိုင်ငံတွေကိုရဲစစ်တင်ပေးလိုက်လို့ဖြစ်လာနိုင်ပါတယ်။ BBC သတင်းဌာနရဲ့သတင်းပေးချက်အတိုင်းနောက်ဆုံးဖြစ်လာနိုင်တဲ့အခင်းချင်းကအီရန်ဆိုရနေရာကိုဘာနဲ့အစားထိုးမလဲဆိုတာကိုမသိတာပဲဖြစ်ပါတယ်။ဒီလိုကဲဆက်တဲ့ဒေသမှာမင်းနဲ့တည်တဲ့နတ်ဆိုးကပိုကောင်းတယ်ဆိုတဲ့ရှေးအောင်စကားတစ်ခုကအကျိုးသက်ရောက်လာနိုင်ပါတယ်။ ဒီစကားရဲ့အဓိပ္ပာယ်ကကိုနားလည်ထားပြီးသားအခြေအနေဆိုးတစ်ခုကိုကင်တွယ်ဖြေရှင်းရတာကကိုဘာမှမသိပဲဒီတဲ့ပိုဆိုးရတဲ့အခြေအနေတစ်ခုကိုစွန်စားလောက်ကန်ရတာတဲ့ပိုကောင်းပါလေဒီစကားကသတိပေးချက်တစ်ခုဖြစ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ